အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီနေ့ကကျတော့ကျွန်တော်တို့ဒီ comment ကျွန်တော် comment မဟုတ်ဘူးเนาะဒီ chat box မှာကျွန်တော်ကိုမေးထားတယ်ပေါ့เนาะကျွန်တော်ကိုဗန်မေးထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာနှစ်လပိုင်းသုံးရက်နေမှာတဲ့ you share မှာ hammer ပေါ်သွားပြီးတော့0.3လောက်ကနေဘာလို့ကျသွားတာလဲတဲ့မတက်သွားပင်နေအဲ့တော့ hammer ပေါ်တိုင်းဟိုင်းဈေးတက်မယ်ဆိုပြီးတော့ထင်နေတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ market ကိုတစ်ချက်လောက်တွားကြည့်အောင် okay ဒါ you share ပေါ့เนาะ okay you share မှာရှိရဲပါလဲဆိုတော့ကျွန်တော်တို့နှစ်လပိုင်း အဲတလာပိုင်း3ရက်နေရဆိုရင်ရောကျွန်တော်ကဒီကန်နေကိုပြောချင်တာပါဟမ်းမှာ100ကန်နေပေါ့နော်တေချာမြင်ရလာတော့မသိဘူးဒီမှာဟမ်းမှာ โอเคအဲ့တော့ကျွန်တော်တို့က market ကိုဟို analysis လုပ်လို့ရှိရင်ကျွန်တော်တို့ရဲ့အဲ leading indicator ရှိတယ်ဗျာ leading indicator ကကျွန်တော်တို့ bitcoin ပေါ့နော် digital gold bitcoin ပေါ့နော်အဲ့တော့ bitcoin ကိုကျွန်တော်တို့က analysis အရင်လုပ်ရ bitcoin ဈေးကတက်နေလားကျနေလားဆိုတော့အရင်ကျွန်တော်တို့ကအဲအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကနောက်ထပ် crypto coin တစ်ခုကိုကျွန်တော်တို့ကဝယ်ရမလားဆောက်ရမလားဆိုရယ်သူ့ရဲ့အဲ potential ကိုကျွန်တော်တို့ကဆုံးဖြတ်ရတာဗျအဲ့တော့အဲ့တော့ market မှာကျွန်တော် portrait uh, landscape ကိုပြောင်းလိုက် Okay Okay အဲ့တော့ကျွန်တော်ဒီမှာဗျ तू ကဒီ candle ကိုပြောချင်တာเนาะဒီ candle လေးကိုပြောချင်တာဟုတ်ပြီเนาะအဲ့တော့ဒီ candle လေးက hammer ပေါ်ရတာ ਨੇ ဘာဖြစ်လို့ကျွန်တော်တို့ဟိုဈေးကအမတက်ပဲနေကြာသွားတယ်ပေါ့เนาะ Okay အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော် knowledge sharing နေလောက်ပြချင်ပါတယ်အဲ့တော့ဒီ market မှာ hammer ပေါ်ရတာ ਨੇ ဘာဖြစ်လို့ဈေးကမတက်ပဲနေကြာသွားတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ကအာအခုနကျွန်တော်ပြောတဲ့ BTC ပေါ့နော် leading indicator ဖြစ်တဲ့ BTC ဈေးကတက်နေလားကျနေလားသူကဘယ် trend တော့တောင်းနေလဲဆိုတော့အရင်ဆုံးကျွန်တော်ကသိရမှာပေါ့နော်อ๋ออะไรจ้ะတော့ဘလို့လဲဆိုတော့ကျွန်တော်တို့ဟိုအခုမနေ့တနေ့ရက်မှာဟိုတလားနှစ်လားလောက်ဟိုတလားလောက်မှာ trading ဟိုဒီ crypto locker တွေဝင်သွားပြီးတော့ဒီဟာကိုဟိုဟိုဝယ်တက်တယ်ကြားတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါ အာခံမဲ့ခက်တယ်ဗျာဘာလို့ဆိုတော့ကျွန်တော်တို့ကရေရှည်အေးကျွန်တော်တို့က market ကို analysis လုပ်တာလုပ်လာတဲ့လူမှသိတာဗျာဆိုလိုတာလीအဲအဲ့တော့ကျွန်တော်တို့ကအဲ့သူပြောတယ်ကျွန်တော်တို့ဒီအကိုတယောက်ပြောတယ်ကျွန်တော်တို့ဒီ hammer ကကျွန်တော်တို့က BTC ကအဲ့အချိန်နှစ်လပိုင်းအချိန်မှာဆိုကျွန်တော်တို့ကရောင်းလို့ကောင်းလို့ဟုတ်ပြီနော်ဈေးကရောင်းရောင်းလို့ကောင်းလို့ကျွန်တော်တို့ကဟို buy လို့ဖို့မဟုတ်ဘူးကျွန်တော်တို့ကတောက်လျှောက်ရောင်းနေတာဗောနော်ဟိုးအပေါ်ဆုံးကနေစပြီးတသိန်းတသိန်းနဲ့ဟိုတသောင်းဒန်းလောက်ကနေစပြီးကျွန်တော်တို့ပုံမှန်ဆိုတပည့် top ပဲဖြစ်ဖြစ်ဟုတ်ပြီနော်ဟောဟိုအဲ့လိုမျိုးမှာကျွန်တော်တို့က ရောင်းလာတာဗျ order high မှာကျွန်တော်တို့ကတောက်လျှောက်ရောင်းလာတာဆိုတော့အဲ့ဒီနှစ်လပိုင်းတော့က VDC ကအကြဗျာဆိုလိုရတဲ့ဘောအကြဆိုတဲ့အခါမှာဒီဒီ U shape ကိုဟမ်းမပေါ်လို့ဆိုပြီးတော့ကျွန်တော်တို့ကအာသူ့ကို counter ပြန် trade လို့ရှိရင်ကျွန်တော်တို့က stop loss ပဲထိမှာဗျာ ဟုတ်ပြီနော်အဲ့တော့ counter counter ပြန် trade ချင်တယ်ဆိုရင်တော့မှကြာဖို့အတွက်ကိုကျွန်တော်တို့ကအာယူနေတဲ့အဲဟိုပါပေါ့နော်ဥမာဆိုပါစို့ down uh trend อ่ะ down trend လာတယ် down trend လာပြီးတော့ retracement ပြန်ယူရဲဟာပေါ်မှာ hammer လိုမျိုးဟာပေါ်မှာ retracement ယူရဲ hammer မျိုးဆိုရင်တော့မှကျွန်တော်တို့က trade လို့ရကောင်းရနိုင်သေးတယ်ပေါ့နော်အပြန်ယူပြီးပေါ်မှာ shooting star ပေါ်ဒါဝင် bearish anchor ပဲပေါ်ပြီးပြန် trade တာမျိုးအဲ့ဒါမျိုးဆိုရင်တော့ရတယ်ဒါမျိုးကြာကြတော့ကျွန်တော်တို့ကပြီးတော့နောက်တစ်ခုကကျွန်တော်တို့တစ်ချက်ပေါ့နော်နောက်တစ်ခုကကျွန်တော်တစ်ချက်ဆိုတော့ဒီမှာကြတော့ ်ဟောနောက်တစ်ခုကကျတော့ဒီမှာသူ့ရဲ့ hammer မှာကျွန်တော်တို့ဒီမှာအောက်မှာ volume လည်းမပေါ့ဆိုလိုတဲ့သဘောကကျတော့ဟော volume ဆိုတာကကျွန်တော်တို့ဒီအာ trader တွေပေါ့နော် trader တွေပဲဖြစ်ဖြစ် institutional trader တွေပဲဖြစ်ဖြစ်အဲတခြား central bank တွေဖြစ်ဖြစ်ဒီကောင်ဒီကောင်ကိုဝယ်ဖို့ ဟိုဘောနော်အလုံးကြီးနဲ့ဝေတယ်ဆိုတော့ form လုံးလည်းမပါအောင်မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒီကင်တွေကိုကျွန်တော်တို့ကသွားပြီးတော့ဟိုတိတိကျကျဝေမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်လို့မရဘူးပြီးတော့နောက်တစ်ခုကကျတော့ဟာဒီ horizontal support resistor price action ရအောင် market action ရအောင်ကိုကျွန်တော်တို့ကဒီမှာဘာတိတ်ပြီးတော့ထူးထူး ဘာမှလည်းဟိုတိတ်ထွေးထူးထူးမရှိဘူးဗောနော market share လုံးဝ down လုံးဝ down trend စင်းနေတာသူကလေအဲ့တော့ကျွန်တော်တို့ကဒီ down trend စင်းနေတာကိုမှသွားပြီးတော့ counter ပြန် trade မှာဆိုရင်တော့ကျွန်တော်တို့ stop loss ပဲထိမှာပေါ့နော်ဟောအဲ့ဒါလေးကိုကျွန်တော် knowledge sharing အနေနဲ့လုပ်ပေးပါတယ် okay အဲ့တော့ဆိုလိုတာကကျတော့ကျွန်တော်တို့က trade တယ်ဆိုတာကကျွန်တော်တို့က price action market အရှင်နဲ့ကန်တယ်ရဲ့ကျွန်တော်တို့ volume တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကပြီးတော့နောက်တစ်ခါကျတော့ trend ပေါ့နော်ဘာ trend သွားနေလဲနောက်တစ်ခါကျတော့ PTC ကကျွန်တော်ဒီအရှိမအူဆောင်နေတဲ့ PTC ကဘယ် trend ကိုသွားနေပြီလဲဘယ် trend ကို change ဖို့ရှိနေလဲဆိုရဲဟာပေါ့မှာကျွန်တော်တို့က အာခံမှန်းပြီးတော့ကျွန်တော်တို့ကအာဒီ market action နဲ့တကွာကျွန်တော်တို့ကလေ့လာပြီးတော့မှရေရှည်ပေါ့နော်ရေရှည်ဒီဒီ market ကိုကျွန်တော်တို့တောက်လျှောက်ကြည့်နေပါဟိုတလားလောက်ကမှဟိုမိနစ်တနည်းရမှကျွန်တော်တို့ကဟို market ထဲဝင်လာပြီးတော့ hammer ဆိုပြီးကောက်ပန်းလိုက်ရင်ကျွန်တော်တို့ stop loss ထိဖို့ chance ကအရင်များတယ်ပေါ့နော်ကျွန်တော်ဆိုရတဲ့သဘောကအဲ့တော့ market ကိုကျွန်တော်ကတောက်လျှောက်ကြည့်နေရတယ်တောက်လျှောက်ကြည့်နေပြီးအောင်မှာဘယ်လိုသွားတယ်ဘယ်လိုလာတယ်ဆိုတာတွေအကုန်လုံးကကျွန်တော်တို့ရဲ့စိတ်ထဲမှာအမြဲတမ်းဟို analysis လုပ်နေမှာဒီနေ့လုတ်လိုက်နောက်နေ့မလုတ်လိုက်ဒီနေ့လုတ်လိုက်နောက်နေ့မလုတ်လိုက်နောက်တစ်လောက်လောက်နေမှာ analysis လုပ်လိုက်အဲ့လိုမျိုးဆိုရင်တော့မရဘူးဗျအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ market နဲ့အဆက်ပြတ်အဆက်အသွယ်ပြတ်သွားပြီ connect မရဘူးပေါ့နော် market နဲ့အဆက်အသွယ်ပြတ်သွားပြီလို့ခေါ်တယ်အဲ့ဒီအချိန်မှာကျွန်တော်လုတ်လိုက်တဲ့ analysis ကအပြောင်းမြန်နေနေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဗျ market ကကျွန်တော်နေတိုင်းကိုကြည့်နေရမှာဗျ ဟုတ်ကဲ့ပါဟိုအဲ့ဒါလေးကျွန်တော်လေး share နေလို့ပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ